င်္ဂလာပါရှင် Flash Video မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့2005ခုနှစ်ကထွက်ရှိခဲ့ပြီးတော့ IMDb မှာ rating 8.9ထိအောင်ရရှိထားခဲ့တဲ့ Prison Break ဇာတ်လမ်းတွေကိုဆက်လက်ပြောပြပေးသွားမှာပါကဲစလိုက်ကြရအောင် Go Round ထဲမှာတော့ Scoffy ဟာဒီည9နာရီကျရင်ဒီကနေထွက်ကြမယ်လို့ပြောလိုက်ပါပြီသူ့အဖွဲ့ကငါတို့ဒီကနေဘယ်လိုထွက်ကြမှာလဲအလို့သမားတွေအတွက်အချိန်က9နာရီထိပဲပေးထားတာဒီကိုဘယ်လိုပြန်လာမှာလဲလို့မေးကြတာပေါ့ Scoffy ကတခုခုလုပ်ကြည့်ရမှာပေါ့လို့ဖြေလိုက်ပါတယ် Scoffy ကအဲကရေပိုက်ကိုဖြစ်စည်းလိုက်ပါတယ် ယ်ဂူရောင်တစ်ခုလုံးရေတွေရွှဲကုန်ပါပြီဘက်လစ်ရောက်လာတော့ဒီအခြေအနေကိုတွေ့သွားပါတယ်အဲနောက်မှာသူတို့ကိုဂူရောင်မချမချင်းတန်ရှင်းရေလို့ဖို့အချိန်ပိုဆင်းခိုင်းလိုက်ပါတယ်သူတို့အကြံအောင်မြင်သွားတာပေါ့ဘာရိုနီကာဟာဖုန်းထဲမှာပြောခဲ့တဲ့နေရာနဲ့အချိန်တိုင်းတိုက်ခန်းရှိမှာစောင့်နေခဲ့ပါတယ်။အေဂျင့်ခလာမန်ကိုတစ္ဆာဖောက်ခဲ့တဲ့လက်ထောက်ကအန်အိုးစရာကောင်းတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ သူဟာဘာရိုနီကာစီမှာဘာရိုစတက်ခဲ့တဲ့ဒုသမရရဲ့အကိုစတက်မန်ကအခုထိမသေးသေးပါဘူးတဲ့။သူဟာအသက်ရှင်နေတုန်းပါပဲတဲ့။သက်သေတွေကသူယူလာတဲ့စာအိတ်ထဲမှာရှိနေပါတယ်။သူတို့စကားမဆုံးခင်လေးမှာပဲရုတ်တရက်အေဂျင့်ခလာမန်ရောက်လာလို့ဘာရိုနီကာကိုပုံခလိုက်ပါတယ်။အေဂျင့်ခလာမန်ကရောက်လာပြီးတော့သူ့ကိုတနက်နေ့ချိန်လိုက်ရင်းနဲ့ဘာလို့သစ္စာဖောက်လိုက်တာလဲလို့ပြီးနေပါပြီ။ကယ်လျွတ်ဝက်စာအိတ်ကလည်းမတော်တဆအောက်ကိုပြုတ်ကျသွားပါတယ်။ ခလာမန်းဖွင့်ကြည့်တဲ့အခါမှာတော့ဘာရိုစ်အမှုနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေအကုန်ပါနေပါတယ်။ခလာမန်းကလည်းဒီအမှုကိုကြိုးကင်တဲ့သူတွေကတယောက်ပါ။ခလာမန်းကစိတ်ပျက်သွားပြီးတော့သူ့လူကိုသူပြန်တက်လိုက်ပါတယ်။ Franklin ရဲ့ယောက်ဖားတွေကလည်းကားအဆင်သင့်နဲ့အဆောင်နေဖို့အတွက်ထောင်ရှင်းမှာကားပြတ်သွားတယ်လို့ဟန်ဆောင်နေကြပါတယ်။ဒါပေမဲ့အဆောင်တွေကလာစစ်ဆေးပြီးသူတို့ကိုမောင်းထုတ်လိုက်ပါတယ်။ ထွက်ပြေးမဲ့အစီအစဉ်စပါပြီ။တစ်ဖွဲ့လုံးကရေမြောင်းပိုက်ကနေဆေးရုံပေါ်ကိုတက်ဖို့တုံလောင်ခန်းမှာရောက်နေကြပါပြီ။ဒါပေမဲ့သူတို့ပိုင်း၁၂ခန်းလုံးမှာဆွဲခဲ့တဲ့အစီအစဉ်အားလုံးဟာအကြောင်းတစ်ခုကြောင့်ဆုံးရှုံးသွားရပါပြီ။ကျေးတက်နေတဲ့ပိုက်တွေကိုတန်ပိုက်တွေနဲ့အစားထိုးပြီးသားဖြစ်နေပါတယ်။သူတို့ဟာတင်းဖြစ်စည်းဖို့စူးစမ်းကြပေမဲ့လည်းမလုံနိုင်ခဲ့ပါဘူး။စကော့ဖီလည်းညှော်လင့်ချက်မေးသွားပါပြီ။ းဘက်ကသူ့ကိုအခုအပြင်မထုတ်ပေးရင်တက်ပြက်မယ်ဆိုပြီးဓာတ်နဲ့ချင်းချောင်းနေပါရတယ်။ဒါပေမဲ့မလောက်ပဲချင်းချောက်ပါစီသူတို့အတွက်လမ်းဆုံနေပြီလေ။ဘာရုစ်ကအပေါ်ကနေဖြက်စီးဖို့စူးစမ်းနေပါရတယ်။ဒါပေမဲ့ဒေါက်တာဆာရာရောက်လာတော့သူကအဲ့ဒီနေရာမှာအန်ချထားသလိုဟန်ဆောင်ရတော့တာပေါ့။ဘာလို့စီရင်ထိုင်မနေတာကိုတွေးတော့ထောင်ဆောင် ကသူ့ကိုလက်ထိတ်ခတ်ထားလိုက်ပါတယ်။ ခန်းထဲကနေအတန်တွေကြတော့ထောင်ဆောင်နေခန်းထဲကိုရောက်လာကြပါပြီသူတို့ဖွဲ့လဲပုံပြီးထွက်ပြေးသွားကြပါတယ်ကံကောင်းကျွန်တော်ထောင်ဆောင်တွေလည်းပြန်ထွက်သွားပါတယ်သူတို့ဖွဲ့လဲနောက်ဆုတ်ပြီးတော့ဘိုးတော်စီပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ထောင်ဆောင်တွေပြန်ရောက်လာတော့သူတို့လည်းလွတ်သွားပါတယ်ဘယ်လက်ရောင်အိမ်ပြန်ကနေမှဂိုရောင်ထဲကအလုပ်သမားတွေကိုတတိယသွားပါတယ်။အဲ့ဒါနဲ့သူတို့ဘယ်လောက်ထိအလုပ်လုပ်ပြီးလဲဆိုတာသွားစစ်ဆေးလိုက်ပါတယ်။ သူတို့ဖွဲ့ကတွင်ပေါက်ကနေတယောက်ပြီးတယောက်ထွက်လာကြပါပြီ ါပေမဲ့ TV ခုပါရဲ့ခြေထောက်ညက်သွားပြီးတော့ပြန်တက်မလာနိုင်တော့ပါဘူး။ဘဲလိခ်ရောက်လာပါပြီ။သူကတကားကိုဖွင့်လိုက်ပြီးတော့အလုံးလုံးတာဘာလို့ဒီလောက်ကြာရတာလဲလို့မေးလိုက်ပါတယ်။ပြီးတော့သူတို့လေးယောက်ကိုလူခွဲခိုင်းပြီးတော့အထုပ်ခန်းထဲပြန်သွားခိုင်းလိုက်ပါတယ်။ဘဲလိခ်ပြန်ထွက်လာတဲ့အခါမှာတော့ညနေတုန်းကလူငါးယောက်ရှိနေရကနေအခုလေးယောက်ပဲကြာနေတာကိုသတိထားမိသွားပါတယ်။အဲဒီမှာကိုရောင်ကိုပြန်သွားကြည့်တော့ကံကောင်းစွာပဲ TV ခုပါရှိနေပါပြီ။ဘဲလိခ်ပြန်ထွက်သွားပါတယ်။နောက်ထပ်16နာရီအတွင်းမှာဘာရက်စ်ကိုတည်တံပြီးတော့မှမို့လို့စကော်ဖီတော့ကများနေပါတယ်။ဒီတည်တံပြီးတော့ကိုရောင်နိုင်တဲ့သူတယောက်ပဲ ်ရှိပါတယ်။စကော့ဖီကဒေါက်တာဆော်ရာကိုဘာရိုစ်နဲ့စကားပြောခွင့်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ဆရာဝန်ကထောင်ဆောင်စီမှာပြောကြည့်ပေးမယ်ခွင့်မပြုပါဘူးတဲ့။စကော့ဖီကဒေါက်တာဆော်ရာကိုသူ့ရဲ့အဖေပြည်နယ်အုပ်ချုပ်ရေးမှူးကြီးစီမှာတက်ညာခွင့်ပေးဖို့သွားပြောပေးပါဆိုပြီးတနာခံနေပါတယ်။ ။စကော့ဖီကသူ့ကိုဘာရိုစ်ကအပြစ်မရှိတဲ့သူပါတဲ့။ပြီးတော့အကြောင်းစုံသိချင်ရင်ဘာရိုစ်ရဲ့ရှေ့နေဘယ်ရိုနီကာစီသွားမေးလို့ရတယ်လို့ပြောလိုက်ပါတယ်။ဆာရာကသူမစဉ်းစားလိုက်အောင်ပဲတဲ့။နောက်တော့တရားသူကြီးကနောက်ဆုံးသက်တည်ခံချက်ကိုကြားနာဖို့ရောက်လာပါတယ်။သူ့ကိုဒီနေ့နေ့လည်းခင်15မိနစ်အလိုမှာတရားရုံးကိုဖိတ်ခေါ်လိုက်တာပါ။တစ်ဖက်မှာလည်းဒီဘီကူပါကတစ်ချိန်ကလူတစ်ယောက်ကိုတေးတန်ပေးကနေမှာကိစ္စတစ်ခုကြောင့်ရဆိုင်မှုပါတယ်တဲ့။တေးတန်ပေးနေတော့မှလျှက်စစ်ထိုင်ကုန်ပြတ်သွားလို့တေးတန်ပေးဖို့လေးပတ်လောက်ရွှေ့လိုက်ရတယ်တဲ့။ ီအချောင်းကကြတော့စကိုဖီကအောက်ထဲဆင်းသွားပြီးတော့ကျွတ်သွားဖမ်းလိုက်ပါတယ်။ဒေါက်တာဆာရာကဘာရိုဆက်အထုတ်ခန်းလေးကိုရောက်လာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်အခြေအနေဟာတည်တံ့ပြီးခံရဖို့အဆင်သင့်ဖြစ်ပြီလားဆိုတာလာစစ်ဆေးနေပါတယ်။ ပါရိုစာဆာရာစီပါသူညီလေးကိုခရုစိုက်ပေးဖို့အကူအညီတောင်းနေခဲ့ပါတယ်။သူမကတော့ဒီတိုင်းပဲကြည်နေခဲ့ပါတယ်။ဒေးဗစ်ကဘဲလစ်နဲ့အစားအတူတူစားပြီးတော့ထောင်ထဲမှာဖြစ်သမျှအားလုံးကိုပြောပြနေပါတယ်။အခုတော့သူဟာဘဲလစ်ရဲ့စပိုင်ပေါ့။ဒါပေမဲ့စကော့ဖီနဲ့ပတ်သက်ပြီးဘာတဲ့မှမရတာမို့လို့ဒေးဗစ်ကိုမောင်းထုံးလိုက်ပါတယ်။အဲ့ဒီမှာဒေးဗစ်ကဒီဗီကူပါနဲ့စကော့ဖီတို့လျှော့ဆစ်ထိုင်ကုန်ပျက်စီးတဲ့အကြောင်းပြောနေခဲ့တာကိုသူကြားမိတဲ့အတိုင်းပြောပြလိုက်ပါတယ်။ချက်ချင်းချင်းပဲဘဲလစ်ကအရာရှိတွေကိုလျှော့ဆစ်ထိုင်ကုန်ကိုတေချာစစ်ဆေးခိုင်းလိုက်ပါတယ်။ဟုတ်ပါတယ်လျှော့ဆစ်ထိုင်ကုန်တကယ်ပဲအလုံးလ ムには စကရီကငါတို့ရဲ့နောက်အကြံကဘာလဲလို့မေးလိုက်ပါတယ်။စကော်ဖီကဒီညပေးမဲ့တည်တံအကြောင်းပဲခေါင်းနဲ့ရောက်နေလို့မသိတော့ဘူးကွာလို့ပြန်ဖြေလိုက်ပါတယ်။တရားရုံးမှာဘယ်ရိုနီကာကဘာရိုစ်မှာအပြစ်မရှိကြောင်းသက်သေနေတကွာတင်ပြလိုက်ပါတယ်။ဒါပေမဲ့သက်သေဟာမခိုင်လုံနေပါဘူး။ဘယ်ရိုနီကာမှာရုပ်ဝတ္ထုသက်သေရှိပေမဲ့လည်းပတ်တန်းကပျက်စီးနေလို့ပါ။တစ်ဖက်ကတည်ပြန်ရှိနေမှာပိုခိုင်လုံတဲ့တောင်းဆိုချက်တွေရှိနေပါတယ်။သူတို့ဟာအခြေတင်ပြောတဲ့အခါရှုံးနိမ်သွားပြီးတော့တရားသူကြီးကအယူခံကိုပယ်ချလိုက်ပါတယ်။ ။ဘန်းလေးကလျှက်စစ်အခန်းထဲကိုဝင်စစ်ဆေးကြည့်တဲ့အခါမှာတရေခံကကြွတကောင်ဖြစ်နေတာပါ။အဲဒီနောက်မှာဘန်းလေးကနီးပညာရှင်ကိုလျှက်စစ်ရှော့ကိုထိမ့်ထိမ့်ပေးဖို့တောင်းဆိုလိုက်ပါရယ်။အဲ့တော့မှဒုသမရရဲ့အကူကိုတတ်တဲ့သူကနာကျင်မှုကိုကြာကြာခံစားရမှာတဲ့။ဒီဘန်းလေးကတတော်ကိုယုံမာလိုက်တာ။ဘန်းလေးကစကော့ဖီကိုသူ့အကူနဲ့တေးတယ်မပေးခင်နောက်ဆုံးနှုတ်ဆက်ဖို့ခေါ်လိုက်ပါရယ်။စကော့ဖီကသူ့အကူကိုနောက်ဆုံးချိန်လာတွေးလိုက်ပါရယ်။ဗိုင်းရပ်စ်ကသူ့လက်လျှော့လိုက်ပြီးမို့လို့ထောင်ပေါက်မဲ့အကြောင်းထပ်မပြောနဲ့တော့လို့ပြောလိုက်ပါရယ်။သူ့ရဲ့နောက်ဆုံးချိန်ကိုကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းသွားခြင်းပါရယ်တဲ့။ ဲ့မီးလင်းအောင်ယူတရက်မိန်သွားပါတယ်။ပြောရရင်သူတို့လျက်ဆက်ထိုင်ကုန်းကိုပြင်ပြီးသွားပါပြီ။ LG ကထောင်ထဲကသူ့အဖေကိုမတွေ့ရလို့စိတ်တော်နေပါတယ်။အเจ้าကသူ့ဟာအခုထိဝရမ်းပြေးဖြစ်နေလို့ပါ။ မကြသေးခင်တော့ကလူတစ်ယောက်တကားလာခောက်ခဲ့ပါတယ်။အဲ့ဒါကတော့ဒေါက်တာဆာရာပါ။ဗီရိုနီကာကထောင်ကိုရောက်လာပြီးတော့သူမတရားခွင်မှုရှုံသွားကြောင်းပြောပြလာပါတယ်။စကိုဖီလည်းစိတ်တက်ကြသွားပါပြီ။အခုတော့ဘာရိုစ်အပြစ်မရှိကြောင်းယုံကြည်သွားတဲ့ဆာရာကသူမအဖေစီကိုသွားပြီးတော့တပ်တွေတွေကိုပြန်စစ်ပေးဖို့တိုက်တွန်းလိုက်ပါတယ်။သူ့အဖေကလည်းဖန်ရင်းနဲ့စဉ်းစားပေးမယ်တဲ့။ ဖော့ကဘာရိုစ်ရဲ့အခန်းကိုဝင်လာပြီးတော့တည်တံပေးမဲ့အချိန်ရောက်ပြီလို့ပြောလိုက်ပါတယ်။ဘာရိုစ်လည်းတည်တံပေးမဲ့အခန်းလေးကိုသွားနေပါပြီ။ဒါပေမဲ့ရုတ်တရက်မှာထုံစောကပုတ်ကိုပြည်내အုပ်ချုပ်ရေးမှုကဖုန်းခေါ်နေတယ်လို့လာပြောပါတယ်။အစိုးရမှုကတခုခုပြောနေတော့အကုန်လုံးကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုစိုးရိမ်တကြီးနားထောင်နေကြပါတယ်။ကဲဖြစ်ချင်တော့ဘာရိုစ်ရဲ့တေးရန်ကိုဆက်လုပ်သွားမှာပါတဲ့။ဒေါက်တာဆာရာတောင်းဆိုထားတဲ့တညာခွင့်ကိုလက်မခံပါဘူးတဲ့။ရှေ့တိုင်းကြီးအတွက်တာဝန်ကျေခဲ့ပါတယ်။သူတို့တွေလည်းစိတ်ပြတ်သွားကြပြီးတော့နောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ကြပါပြီ။ ်ဗိုင်းရပ်စ်ကိုသီးတန်းစပေးပါတော့မယ်၁၂နာရီအထိကြာဆိုပြီးတော့မှာပါဘာလို့ဆက်ကောင်းကိုရေနဲ့ဆွထားပါရယ်အဲ့ဒါမှလျှက်စစ်စီးသွားနိုင်မှာပါ စကော်ဖီနဲ့ဘာရိုနီကာကသူ့ရဲ့အရှိမရက်ကြည့်နေပါတယ်။ဒါပေမဲ့ဘာရိုစ်ကရုတ်တရက်တစ်ခုခုပြောလိုက်ပါတယ်။သူထူးဆန်းတဲ့သူကိုတွေးလိုက်တယ်တဲ့။ပြီးတော့စကော်ဖီကိုအနောက်ကိုလှည့်ကြည့်ခိုင်းလိုက်ပါတယ်။တည်တန်းစပေးပါပြီ။စကော်ဖီကဘာရိုစ်ပြောခဲ့တဲ့စကားကြောင့်စိတ်ရှုပ်ထွေးနေပါတယ်။ဆောက်ဆိုင်ခိုင်းနေမှာတော့ဘာရိုနီကာနဲ့စကော်ဖီတို့ဟာဝမ်းနေနေကြပါတယ်။ ဖောက်ကသူတို့စီကိုဝန်ထင်းချောင်းပြောဖို့ရောက်လာပါတယ်ဒါပေမဲ့ရုတ်တရက်မှာဘာရော့စ်ကအသက်ရှင်လျက်ပြန်ထွက်လာပါတယ်။ဖောက်ကတရားသူကြီးကသူ့မှာတက်တဲ့အစ်ရှိလာလို့တည်တံပေးတာကိုခဏရက်ဆိုင်ခိုင်းလိုက်တာပါတဲ့။စကော့ဗီကဘလောက်ကြံ့ကြာနိုင်လဲလို့မေးလိုက်တော့ဖောက်ကသူ့လည်းမပြောတတ်ဘူးတဲ့။ ကောင်လုံးပြတ်ထွက်လာတဲ့အခါဘာရိုစ်ကအဖေကိုတွေးလိုက်တယ်လို့ပြောလာပါတယ်။စကော့ဖီကမဖြစ်နိုင်ဘူး။အထဲမှာကျွန်တော်ရဲ့ဘာရိုနီကာနဲ့တရင်တော့တွေပဲရှိတာလို့ပြောလိုက်ပါတယ်။ဘာရိုစ်ကမင်းကအဖေမျက်နှာကိုမှတ်ပြီးလို့နေမှာပါလို့ပြောလိုက်တယ်။အဲဒီအခါမှာစကော့ဖီကအဖေနှစ်30လောက်ကျွန်တော်တို့ကိုထားသွားပေမဲ့လည်းသူ့မျက်နှာကိုတေချာပေါက်မှတ်မိသေးတယ်လို့ပြန်ပြောပါတယ်။တီးချင်တာကသူနောက်ဆုံးချိန်မှာဘာလို့ပြန်လာရတာလဲရှင့်။ ူ့ကိုသေးတယ်မပေးဖြစ်တော့ဒုသမရကအရန်ကိုစိတ်ပြက်နေပါပြီ။ခန်လာမန်းက Nick Baronica တော့မဟုတ်ဘဲနဲ့အမိမသိလူတယောက်ကတက်သေးလာပေးသွားတာလို့ရှင်းပြလိုက်ပါရယ်။ခန်လာမန်းကကုမ္ပဏီကတရားရောက်ကခေါ်လိုက်တာနေမယ်လို့ဆက်ပြောပါရယ်။ ရားသူကြီးကသူသေးတံပေးတာကိုရက်လိုက်ရတဲ့အကြောင်းကိုရှင်းပြလာပါတယ်။အမည်မသိလူတစ်ယောက်ကကျွန်တော်ရုံးခန်းရှိမှာစာအုပ်လာထားခဲ့တယ်။အလောက်ခွဲစိတ်မှုမှတ်တမ်းမှာ statement ရဲ့ဈေးမှတ်တမ်းကိုရှင်တို့တွေ့ရမှာပါ။သူမှာပုံမှန်ဥအတက်ရှိနေပါတယ်။ဒါပေမဲ့ဒီဟာကသူ့အသက်12နှစ်တုန်းကဥအတက်ခွဲထားတဲ့ဈေးမှတ်တမ်းနဲ့ကိုက်ညီမှုရှိမနေပါဘူး။တရားသူကြီးကအလောင်းကိုပြန်ဖော်ပြီးတော့ statement ရဲ့အလောင်းဟုတ်မဟုတ်ကိုပြန်စစ်ဆေးမယ်လို့ပြောလာပါတယ်။အချုပ်ခန်းထဲမှာတော့ Scoffy ဟာသူဒီတိုင်းရက်ကြည့်မနေတော့ဘူးတဲ့။ငါတို့တွေဒီလအသက်နဲ့အလုပ်ပြန်စားကြမယ်လို့ပြောလိုက်ပါတယ်။ စကော့ဗီကသူ့ကြောဘော်ကတတူးကိုကြည့်ပြီးတော့လမ်းကြောင်းအသစ်ကိုရှာနေပါပြီ။ဘာရော့စ်ကပုတ်ကိုတည်တံပေးတဲ့အခါမှာဘသူရှိနေကြလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနေရာမှာစကော့ဗီနဲ့ဘာရိုနီကာရဲ့ဝီလျံဖန်လို့ခေါ်တဲ့အမျိုးသားနဲ့အမျိုးသမီးနေရာစုပေါင်းတရင်တော့၃ယောက်ရှိနေကြတာပါတဲ့။ဒါပေမဲ့ဘာရော့စ်ကသူ့အဖေရဲ့နာမည်မဟုတ်တာကြောင့်အလူတွေကိုမသိပါဘူး။ ကြည့်ရတာထောင်မဆောင်းရသည်တော်ရောက်နေပါပြီ။တတိုင်းနေပေါ်မှာလည်းနှီးနေနဲ့ပြည်နေတာပေါ့။ထောင်ဖောက်မဲ့အဖွဲကအချင်းထောင်ကလွတ်မြောက်ရေးမစ်ရှင်အသက်အတွက်ဆွေးနွေးဖို့လူစုနေကြပါရယ်။စကော့ဖီကဒီတခါငါတို့စိတ်ကျမ်းမာရေးဌာနကနေဖြတ်ပြီးတော့စေယုံကိုဝင်မယ်လို့ပြောလိုက်ပါရယ်။ဒါပေမဲ့ကိုရောင်အောက်ကရေမြောင်းလန်းကနေစိတ်ကျမ်းမာရေးဌာနကိုလမ်းတစ်ဝက်ပဲရှိနေပါရယ်။ကျန်တာကိုတော့သူတို့မြေမြေပေါ်ကနေလှူရှားကြရမှာပါ။ကဲဒါကအဓိကပြဿနာဖြစ်နေပါပြီ။ ထောင်ထဲမှာတော့ Sugree ကအဝိရှော့ခောက်လောက်ရတဲ့သူကိုတွားတွေ့နေပါတယ်။ပြီးတော့သူ့မှာအကြံတစ်ခုရှိနေပါတယ်။ဒီအခါမှာတော့ကြည်ရတာ Nick Baronica ရဲ့ Stepman ရဲ့ရှင်နေတို့ဟာတုတ်တန်ကနေအလောင်းကိုထုတ်ယူနေကြပါတယ်။ Sugree ကအဝိရှော့တဲ့သူနဲ့တွားတွေ့နေပါတယ်။သူကတော့ Sugree ရဲ့တဝမ်းခွဲပါ။ Sugree က Sanchez ကိုတခုခုတောင်းဆိုနေပါတယ်။ဒါပေမဲ့ Sanchez ကမိသွားမှာကြောက်တာကြောင့်ပြန်စင်စားအောင်မယ်လို့ပြောလိုက်ပါတယ်။ ပါရိုစ်ကငငယ်တုန်းကသူ့အဖေနဲ့အတူသူ့အဖေကြိုက်ဆုံးဘေ့စ်ဘောကစားပွဲကိုသွားအားပေးခဲ့တာကိုအိမ်မက်ပြန်မက်နေပါတယ်ပြီးတော့အသင်းနာမည်ကခုနကသတင်းတောက်သမားရဲ့နာမည်ဖောဖြစ်နေတာကိုသတိရသွားပါတယ်ဆန်ချက်စ်လည်းစုဂရိဆာနာကိုလိုက်လျောပေးလိုက်ရပါတယ်။သူကဝတ်စုံတစ်စုံပေးလိုက်ပါတယ်။ဘာများဖြစ်မလဲရှင့်။ဆန်ချက်စ်ကမနေ့ကပြန်ယူလာခဲ့ရမယ်လို့ပြောလိုက်ပါတယ်။ ခိုးရောင်ထဲမှာတော့အလို့သမားတွေအလုတ်ပြန်လုံနေကြပါပြီ။ဘန်လေးခိုးရောင်ကိုပြန်ရောက်လာတော့ထေဘက်ကအချက်ပြလိုက်ပါတယ်။ဒါပေမဲ့ Franklin ကနေရာမှာမတော်တဆအပေါက်သွားဖောက်ပြီးတော့သူ့ဖက်နှက်နဲ့ပိတ်ထားနေရပါတယ်။ Bailey ကသူ့ကိုအလုပ်လုပ်ဖို့ပြောပေမဲ့အပေါက်ပြိုသွားမှာဆိုတာကြောင့်သူ့ခြေထောက်ကိုမရွှေ့နိုင်ခဲ့ပါဘူး။ဒါပေမဲ့ TV ခူပါကသူ့ကိုကူညီလိုက်တော့သူတို့လွတ်သွားပါတယ်။ ဘဲလစ်လည်းပြန်သွားပါပြီ။ဒီပြီခူပါကသူ့ခြေထောက်ကိုပြန်ဖင်လိုက်တဲ့အခါနယန်ကပြိုကျလာပြီးအပေါက်ဖြစ်သွားပါတယ်။တစ်ချိန်တိုင်းမှာပဲနောက်ထပ်အဆောက်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ထိဘက်ကသူ့ကိုတားနိုင်ခဲ့လိုက်ပါတယ်။ ၆ခန်းတိုင်းကနေစကော်ဖီကစကရေးကိုစိတ်ကျမ်းမာရေးဌာနရဲ့ရေမြောင်းပေါက်လမ်းကြောင်းတွေဟာရှုပ်ထွေးလွန်းတယ်လို့ပြောနေပါတယ်။အဲဒါကြောင့်လမ်းပြဖို့လွယ်ပါတယ်။စကော်ဖီဟာရေမြောင်းပေါက်ကနေပြီးတော့ကွင်းမြေမောင်းကိုရှောက်လာခဲ့ပါတယ်။သူကထောင်ဆောင်ရဲ့ယူနီဖောင်းကိုဝတ်လိုက်ပါတယ်။ညဘက်မီထိုးတော့စကော်ဖီကပုံမှန်အတိုင်းလက်ပြနှုတ်ဆက်လိုက်ပါတယ်။ ကစိတ်ချမ်းသာရေးဌာနကအဆောင်စီမှာဒီမှာအပေါ်သွားပါရစေလို့ပြောတော့သူ့ကိုခွင့်ပြုပေးလိုက်ပါတယ်။သူကအထဲကိုဝင်ပြီးလမ်းကိုရှာနေပါပြီ။အဆောင်ကသူ့ကိုထတ်တွေ့တော့စကော့ဖီကသူ့လမ်းပြောက်သွားလို့ပါဆိုပြီးရှောင်ထွက်ပြီးတော့လွတ်သွားပါတယ်။ အလောင်းခွဲစိတ်ခဲမှာဆရာဝန်ကဒီလောင်းရက်သွားဟာစတမန်နဲ့ကိုက်ညီမှုရှိတယ်လို့ပြောပြလာပါတယ်။ဒါဟာမဖြစ်နိုင်ဘူးလို့သူတို့ပြောလိုက်တယ်။သူတို့ပြန်ထွက်လာတော့သူတို့ကရှင်လို့စိတ်ကြိုက်လုပ်ပြီးပြီဆိုတော့အခုကြည်နေပြီလားလို့မေးလိုက်ပါတယ်။သူတို့ကမသိချင်အောင်ဆောင်းလိုက်ပါတယ်။စကော်ဗီလည်းချုပ်ခန်းကိုပြန်လာနေပါပြီ။အပြန်လာမှသူထောင်ဆောင်နဲ့သွားတိုးပါရယ်။ စကော့ဖီကအနောက်မှာပုံနေရင်မတော်တဆပိုက်ပူနဲ့ထိမိသွားပါတယ် အချုပ်ခန်းထဲပြန်ရောက်လာတဲ့အခါမှာသူ့ခန္ဓာကိုယ်မှာပြင်းပြင်းထန်ထန်လောင်ကျွမ်းနေပါပြီ။သူ့ရဲ့ယူနီဖောင်းဝတ်စုံဟာအသားထဲကိုကပ်ဝင်နေပြီမို့လို့စကရီလန်ယူနီဖောင်းကိုဆွဲထုတ်နေရတာပေါ့။စကော့ဖီကိုစိတ်ယုံပိုးလိုက်ကြပြီးတော့အသေးစားခွဲဆိတ်မှုပြုလုပ်လိုက်ရပါတယ်။ပေါ့ဟာစကရီကစကော့ဖီကိုနာကျင်အောင်လုပ်ခဲ့တယ်လို့ထင်ပြီးခေါ်မေးနေပါပြီ။ဒါပေမဲ့စကရီကစကော့ဖီဟာအခန်းထဲကိုရောက်လာတဲ့ကချွေးတွေပြန်နေခဲ့တာဆိုပြီးညင်းလိုက်ပါတယ်။ ဒေါက်တာဆော်ရာကလည်းအဲ့ဒီမေးခွန်းကိုပဲထပ်မင်းလိုက်ပေမဲ့လည်းစကိုဖီကမပြောပြပါဘူး။ဆူဂရေးကယူနီဖောင်းကိုပြန်ပေးပြီးမကြခင်မှာထောင်စောက်ကဆန်ချက်စီကနေယူနီဖောင်းကိုလာပြန်တောင်းနေပါတယ်။သူ့ရဲ့ယူနီဖောင်းမှာအပေါက်ကြီးဖြစ်သွားလို့စိတ်ဆိုးနေပါပြီ။အဲ့ခါမှာတော့ဆန်ချက်ကသူ့ယူနီဖောင်းကိုမိမှုတိုက်တာကြားသွားလို့ပါလို့အကြောင်းပြချက်ပေးလိုက်ပါတယ်။ ခလာမန်းနဲ့သူ့လူတွေကတရားသူကြီးရုံးကန်းကနေ CCTV မှတ်တမ်းကိုကြည့်နေကြပါပြီ။သူတို့တွေဟာစတမန်ရဲ့အစိမ်းမှတ်တမ်းကိုပို့ခဲ့တဲ့သူကိုရှာကြည့်လိုက်တော့ဘာရိုစ်ရဲ့အဖေဖြစ်နေခဲ့ပါတယ်။ဒေါက်တာဆာရာကသူမရဲ့တွက်ဖက်စီမှာ စကော့ဖီရဲ့ကြော်ကုန်းကိုခွဲစိတ်တုံးကသူတို့ထောင်ကယူနီဖောင်းဝတ်စုံရဲ့အစကိုတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်။ စကော်ဖီကအခန်းထဲပြန်ဝင်လာပြီးပတ်တီးတွေကိုပြန်ဖြေလိုက်ပါတယ်။ကဲပြဿနာတစ်ခုရှိလာပါပြီ။သူဟာရှုပ်ထွေးတဲ့ထောင်တွင်းလမ်းကြောင်းတွေကိုဆွဲထားတဲ့တတူးပုံကိုဆုံးရှုံးလိုက်ရပါပြီ။စီစဉ်ဝိုင်းရဲ့အပိုင်း6ကတော့ဒီလောက်ပါပဲရှင်။အပိုင်း9မှာဘာတွေဆက်ပြစ်ကြမလဲဆိုတာသိချင်လို့ရှိရင်တော့ဒီ channel လေးကို like ခံ subscribe လုပ်ထားပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။